င်္ဂလာမနက်ခင်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလပြည်တာညွန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်စက်တင်ဘာလ18ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အနိုင်ဆောင်အပူချိန်များမှာနေပြည်တော်မှာ26ဒီဂရီဆဲစီယက်89ဒီဂရီဖာရဟိုက်၊ရန်ကုန်မြို့မှာ25ဒီဂရီဆဲစီယက်89ဒီဂရီဖာရဟိုက်နဲ့မန္တလေးမြို့မှာ26ဒီဂရီဆဲစီယက်89ဒီဂရီဖာရဟိုက်တို့ဖြစ်ကြပါတယ်။ ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသဂျိုးလူမှာဖမ်းယူရရှိတဲ့ပုံအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာအတင်းထူထနေပြီးစံမင်္ဂလာပင်လယ်အော်မှာတရရနေငယ်မှာအတင်းတင်းတင်းဖြစ်ထိုးနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်တောင်ပိုင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထိုးမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေးခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်ကျန်တိုင်းဒေသကြီးနယ်ပြည်နယ်များမှာတရင်တင်တင်မှာတိတ်ထူထက်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မနက်မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွားကြများအရာရမန်လေးကဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းဒေသများကိုဖျက်ကျော်ခဲ့တဲ့အပူပိုင်းမုန်တိုင်းကအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးတောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိခဲ့ပါတယ်။ အဆိုပါအပူပိုင်းမုံတိုင်းငယ်ဟာအနောက်မြောက်ဘက်သို့ဆက်လက်၍နေရာနိုင်ပြီးနောက်ဆက်နှစ်နာရီအတွင်းအပူပိုင်းမုံတိုင်းအဖြစ်သို့ပိုမိုအားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။မင်္ဂလာပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပင်နဲ့မင်္ဂလာပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေးအားတင်းတင်းမှာအားကောင်းနေပြီးကြံမင်္ဂလာပင်လယ်အော်မှာ မုတ်တုံလေးအားနေငယ်မှာအားတင်းတင်းရှိနေပါတယ်။မြမပင်လယ်ပင်မှာမြဝကျွန်းပေါ်မုတ်တမခွေ မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြားရောက်ပြီးလှိုင်းအတင်းတင်းမှလိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိုင်ကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းအမြင့်မှာမြေဝါကျွန်းပေါ်မုံတမာကွေမွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနိုင်ပါတယ်။ကျန်မြမပင်လယ်ပြင်မှာလှိုင်းအတင်းတင်းရှိပါမယ်။လှိုင်းအမြင့်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်။ ဒီကနေ့ညနေအထိခံမှန်းချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်ဝေတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြောင်ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာနေရာကျကျဲစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကချင်ပြည်နယ် အေအော်ဒီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနံပြောင်းမှုထစ်ချုံရွာပါမယ်။နေပြည်တော်နဲ့အနီးတစ်ဝက်အတွက်ဒီကနေ့ညနေရက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမှုထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ34ဒီဂရီဆဲစီယက်63ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလေနေရာကွက်ကြားမှုထစ်ချုံရွာပါမယ်အမြင့်ဆုံးအပူချိန်မှာ 33ဒီဂရီဆဲစီရဲ့97ဒီဂရီဖာရင်ဟိုင်းရှိနိုင်ပါတယ်မန္တလေးမြို့နယ်အနီးတစ်ဝက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ34ဒီဂရီဆဲစီယံ63ဒီဂရီဖာရင်ဟိုင်းရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပေါ်လာပါမယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်။